ီတခါအမျိုးသမီးများမေးရသွေးဆုံးခြင်းနဲ့ပတ်သက်ပြီးအဖြစ်မှန်ဇာတ်လမ်းတစ်ခုကိုတင်ပြလိုက်ပါတယ်၂၀22ခုနှစ်ကဗြိတိရှမေးရသွေးဆုံးအဖွဲ့ British Menopause Society BMS ရဲ့စစ်တမ်းတစ်ခုအရာအမျိုးသမီး၃ဦးမှာတဦးကျော်ဟာသိမြင်မှု cognition ဆိုင်ရာအခက်အခဲတွေအပါအဝင် မေးရသွေးဆုံးလက္ခဏာများကိုရပ်တည်နိုင်စွာမရှိတဲ့အတွက်အလုကထွက်ဖို့စဉ်းစားနေကြတယ်လို့သိရပါတယ် ထို့သောမိရဲ့သွေးဆုံမှုနဲ့ပတ်သက်ပြီးအသက်56နှစ်ရှိ Women of a Sudden Stage Company ရဲ့အမှုဆောင်အရာရှိချုပ် CEO ဖြစ်သူ Lauren Chirin ကသူမရဲ့အောင်မြင်သောအလုပ်ကိုင်ဟာမိရဲ့သွေးဆုံ လက္ခဏာများကြောင့်ဘယ်လိုထိခိုက်ခဲ့ပြီးသူမရဲ့မှတ်ဉာဏ်နဲ့ပတ်သက်သော ပြဿနာများရဲ့အကြောင်းရင်းအမှန်ကို ရှာဖွေတွေ့ရှိခဲ့ပုံကိုတင်ပြထားပါတယ်။သူမအသက်39နှစ်မှာ သားတယောက်မွေးခဲ့ပါတယ်။ သို့သောမျှော်လင့်မထားပဲရုတ်တရက်မိဘတူတဲ့ single parent ဖြစ်သွားခဲ့ရလို့စိတ်ဝင်စားစရာကောင်းတဲ့ကာလတခုလည်းဖြစ်လာပါတယ်။သူမကအဲ့ဒီအချိန်မှာအားကစားကုထုံးပညာရှင် sports therapist တူဖြစ်ခဲ့ပြီမြင်ရုတ်တရက်ဆိုသလိုခလီထိမ့်မှုအတွက်အိမ်နဲ့နေတဲ့အလုပ်ကိုရှာဖွေခဲ့ပါတယ်။သူမဟာအလုပ်ကင်ပြောင်းဖို့ဆုံးဖြတ်ခဲ့ပြီးဘန်ဒါယေးဝန်ဆောင်မှုလုပ်ငန်း financial services ကို ပြောင်းရွှေ့ခဲ့ပါတယ်။အဲ့ဒီအလုပ်အသစ်မှာပြောင်းမွေ့ပြီးအောင်မြင်မှုများရရှိခဲ့ပါတယ်။အချိန်တိုအတွင်းမှာရာထူးတိုးမြင့်ချင်းခံရပါတယ်။ပိသက်အများပြားကိုရှင်းလင်းတင်ပြမှုများပြုလုပ်ရပြီးအိန္ဒိယအမေရိကနဲ့ဗြိတိန်က ပုဂ္ဂိုလ်တွေနဲ့အတူကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုစီမံကိန်းတွေကိုဦးဆောင်ခဲ့ပါတယ်။ရှုပ်ထွေးတဲ့ပြဿနာများကို ဖြေရှင်းရတာကိုနှိမ့်သက်လို့အဖွဲ့ကိုစူးစိရတာကိုလည်းအမှန်တကယ်ပျော်ရှင်မှုရရှိခဲ့ပါတယ်။ သို့သောအဲ့ဒီအလုံးမှာနှစ်အနည်းငယ်ကြာလာပြီးသူမအသက်40အရွယ်လောက်မှာ အခြေအနေတွေစတင်ပြောင်းလဲလာခဲ့ပါတယ်။အစီအဝေးများမှာစကားပြောဖို့ယုံကန်နေရတာကိုသတိထားမိလာတယ်။ဘာပြောရမယ်ဆိုတာကိုသိနေပေမဲ့သူမကိုလူအများကဘယ်လိုမြင်မယ်ဆိုရဲဆိုရင်စိတ်ကြောင့်စကားလုံးတွေကပါဇက်ကနေထွက်မလာပါ။အစီအဝေးများမှာလေချောင်းကြွက်သားများကိုဖြေလျှော့နိုင်ဖို့ရင်တွေးကိုငုံထားရပါတယ်။ ။တနေ့မှအစီအဝေးလုံနေတော့သူမကြမ်းမြင်ပေါ်သို့လဲကြတော့မလို့ခံစားလာရတာကြောင့်ကလထိုင်လျမ်းတွေကိုခြင်ထားပြီးနိုင်ယူကိုပဲစိုက်ကြည့်နေမိပါတယ်။ယင်းထဲမှာလည်းတလက်လက်ဖြစ်ပြီးနှလုံးခုန်နှုတ်မြန်လာပါတယ်။အခြေအနေတွေတဖြည်းဖြည်းပိုဆိုးလာတယ်။ဘယ်အစီအဝေးကိုတက်ရမယ်ကိုမီလီယံနေပြီးအများတန်းပြန်စစ်ဆေးနေရပါတယ်။တညမှာသူမအလွတ်လုကန်ရာဆွင်ဒန်မြို့မှာ Bristol City နေရင်တို့ကားမောင်းပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့သားနဲ့ကလေးသိန်းကိုနှုတ်ဆက်စကားပြောပြီးအိမ်များကိုချထားခဲ့ပါတယ်။သို့သောချက်ချင်းဆိုသလိုအိမ်များကိုပြန်ကောက်ကအလုပ်ကို ပြန်သွားခဲ့ပါတယ်။ကလေးသိန်းကသူမကို ဖုန်းခေါ်ပြီးယနေ့အလုပ်သွားပြီးခဲ့ပြီဖြစ်ကြောင်းရှင်းပြပါတယ်။သူ့ရဲ့စိတ်ထဲမှာ တခခုမှားနေပြီလို့သိမြင်လာပါတယ်။မိခင်တယောက်အနေနဲ့အသက်ရှင်ရည်ရည်ပုံစံမှာနေမွနေခဲ့ပြီးသူ့ရဲ့ဖြစ်ပျက်မှုကိုအလုပ်ပင်ပန်းမှုဖြင့် ဖုံးကွယ်ထားခဲ့ပါတယ်။သို့သောစိုးရင်စရာကောင်းသောအတွေးခေါ်တစ်ခုထွက်ပေါ်လာပါတယ်။ဒါကစောစည်းစွာဖြစ်တဲ့မှန်ညာချိုရင်းတဲ့ယောဂလက္ခဏာ early onset dementia များလား။တဖြည်းဖြည်းချင်းအလုတ်မလုတ်ကင်နိုင်လောက်အောင် ဖြစ်လာပါတယ်။လာပေါင်းများစွာစိုးရင်ပူပန်မှုများနဲ့နေခဲ့ရတယ်။ညစဉ်အိပ်မပြောအလုံးမှမျက်ရည်ကျမလို့ခံစားရတိုင်းမတန်ဆွမ်းသူများအတွက်တီးတန့်တန့်စင်ကန်းတို့သွားရောက်ပုံရှောင်းနေပြီး စိတ်တည်ငြိမ်မှုပြန်လည်ရသည့်အထိတိတ်တဆိတ်ငိုကြွေးပြီးမိတ်ကပ်ပြန်ပြင်ဆင်က အလုပ်ကိုပြန်သွားခဲ့ပါတယ်။လှုပ်ဖို့ကိမ့်ပဲများနဲ့ဆက်ဆံရေးကောင်းတွေရှိခဲ့ပေမဲ့သူမဟာတန်တရားစိတ်တွေဝင်လာပါတယ်။သူတို့ကသူမမရှိတော့မှ သူ့အကြောင်းတွေကိုပြောနေကြသလား။ဒါမှမဟုတ်အစည်းအဝေးများမှာသူ့ကိုထဲမတွေ့ကြဘူးလို့မိငုံထုတ်လာပါတယ်။ စီမံကိန်းများနဲ့လုပ်ငန်းအစီအစဉ်များမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်များကိုနှစ်ခါပြန်ဆွေးဆွေးရတဲ့အထိကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု self esteem လင်းလင်းမြန်မြန်ကျဆင်းလာပါတယ်။တနေ့မှာတယောက်တည်းလုပ်ကင်ခဲ့ရတဲ့အရေးကြီးတဲ့ရှင်းလင်းတင်ပြချက်တစ်ခုကို တင်ပြဖို့ပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအလုပ်ကို သူမအတွင်းကြကြသိထားပြီးဖြစ်ပြီးရခင်ကလွယ်လွယ်ကူကူလှုပ်ဆောင်နိုင်ခဲ့ပေမဲ့ဒီဒီချိန်မှာတော့ မြေကြီးများဖြန့်ပြန့်ကြကာအနည်းရှိအစီအဝဲကမ်းထဲမှာနိုင်ဝဲကြအောင်လမ်းလျှောက်နေခဲ့ရပါတယ်။သူမရဲ့အဖွဲကို သူမအလုံးမလုံးနိုင်ကြောင်းလည်းပြောဆိုနေမိပါတယ်။ဒီလိုနဲ့လအတော်ကြာပြီးနောက်ဆုံးမှမိသားစုဆရာဝန်ထံသွားရောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ဆရာဝန်က သူမမှာစိတ်ဖိစီးမှုများစွာခံစားနေရပြီးအလုပ်ပင်ပန်းနဲ့မိခင်တူ single parent ဖြစ်နေခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဆရာဝန်က အားပေးကူညီမဲ့သူတွေလိုအပ်တယ်လို့ပြောပါတယ်။မင်းတို့ဆက်လုပ်နေမယ်ဆိုရင်စိတ်ယောဂရပြီးစိတ်ယုံရောက်သွားလိမ့်မယ်။ပြီးရင်မင်းရဲ့သားကိုဘယ်သူကြည့်မလဲလို့သူမကပြောလိုက်ပါတယ်။အဲ့ဒီစကားကိုသတိထားမိပြီးအလုထက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ယာဒုထက်ဖို့ဆုံးဖြတ်ပြီးရက်တတ္တပတ်အနေနဲ့အကြာမှာ အပိုစုကြီး bonus နဲ့ ထိပ်တန်းအဖွဲ့စု prestigious top team award ရရှိခဲ့ပါတယ်။သူမဟာယခင်အတိုင်းအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်နေစေဖြစ်ပါတယ်။အလုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တဲ့သတင်းကိုကြားရတဲ့အခါလုတ်ဖို့ကံပေများက အာအာတင်သွားကြပြီးဘာကြောင့်အလုတ်ထွက်တယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့ပိုပြီးအာအာတင်သွားကြပါတယ်။သူမဟာစောစီးစွာဖြစ်တဲ့မှညာချိုရင်းတဲ့ယောဂါ early onset dementia လက္ခဏာတွေခံစားနေရပြီးအလုံးမလုံးနိုင်တော့ဟုယုံကြည်ထားခဲ့ပါတယ်ဒုတိယအကြိမ်ဆရာဝန်ကိုသွားတွေ့ပြီးမှန်ညာချိုယွင်းမှုရှိမရှိကိုစစ်ဆေးဖို့တွေးစစ်ခဲ့ပါတယ်မိအီးများလည်းများစွာကြားခဲ့ရပါတယ်တတိယအကြိမ်တွေးဆမှုမှာဆရာဝန်က သူ့ကိုစောစီးစွာဖြစ်တဲ့မှန်ညာချိုယွင်းယောဂလက္ခဏာတွေခံစားနေရတယ်လို့ပြောမယ်လို့စိတ်ထဲမှာထင်မိပါတယ် သူ့ရဲ့သားကိုဘယ်သူပြုစုမယ်ကိုလည်းတွေးနေမိပါတယ်။ဆရာဝန်က သူ့ရဲ့ခံစားမှုများဟာမိရသွေးဆုံးလက္ခဏာများကြောင့်လို့ဆိုပါတယ်။သူမအလုံးဝင်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။သူတက္ကသိုလ်မှာစိတ်ပညာကိုလေ့လာခဲ့တယ်။ခန္ဓာဗေဒနဲ့ဇီဝကာမဗေဒဆိုင်ရာဒီပလမာကိုလည်းရရှိခဲ့တယ်။ကိုယ်ပိုင်လေ့ကျင့်ပေးသူ personal trainer နဲ့အဟာရအကြံပေး nutritional consultant လည်းလုပ်ခဲ့ဘူးတယ်။ သူခံစားနေရတဲ့ယောဂလက္ခဏာများဟာဤရသွေးဆုံးကြောင့်ဖြစ်တာကို မသိတဲ့အတွက်မိုင်မဲတယ်လို့ခံစားရပေမဲ့သူမအနေနဲ့စိတ်သက်သာရာရရှိခဲ့ပါတယ်။ဆရာဝန်က ဟော်မုန်းအစာထိုးကုထုံဟော်မုန်း replacement therapy HRT ဆင်းညွန်ပေးခဲ့ပါတယ်။သူ့ရဲ့စိုးရိမ်ပူပန်မှုများရုတ်ချီရော့ကျသွားပြီးပထမဆုံးအကြိမ်အိပ်ပျော်ခဲ့ပါတယ်။ တန်ဒီယစိတ်နဲ့စိတ်တက်ကြစီမှုများလည်းသက်သာစေခဲ့ပါတယ်။အမျိုးသမီးများဓမ္မတာနဲ့ပတ်သက်တဲ့ဟော်မုန်းအစ်စထရိုဂျင် ပမာဏနည်းပါခြင်းကသဘာဝအတိုင်းစိတ်အခြေအနေကို ထိန်းညှိပေးပြီးသားရပျော်ရွှင်မှုစိတ်ခံစားချက်ကို မြှင့်တင်ပေးတဲ့အောက်ဆီတိုဆင်နဲ့ဆီရိုတိုနင်ကိုကြာစင်းစေနိုင်ကြောင်းသိလာရပါတယ်။အောက်ဆီတိုဆင်ဟာတခြားသူများနဲ့ပေါင်းသင်းဆက်ဆံပြီး ယုံကြည်မှုရယူဖို့အတွက်အသုံးပြုတဲ့ဆက်သွယ်မှုဆိုင်ရာဟော်မုန်းဖြစ်ပါတယ်။သူမရဲ့အောက်ဆီတိုဆင်ပမာဏလျင်မြန်စွာကျဆင်းသွားတာကြောင့်ဘယ်သူ့ကိုမှဆက်သွယ်နိုင်စွမ်းမရှိသလိုယုံကြည်နိုင်စွမ်းနဲ့ကျဆင်းတယ်လို့ခံစားရပါတယ်။သူမသွေးဆုံးခြင်းရဲ့ထင်ရှားတဲ့လက္ခဏာများပူလောင်ခြင်း hot flashes နဲ့တခြားသောသွေးဆုံးလက္ခဏာများမခံစားရပါဘူး။ တရီတားစီတောက်နေတာကြောင့်ရာသီလာချင်းတွေရာသီမလာသဖြင့်မီးရသွေးဆုံမှမတိလိုက်ခြင်းဖြစ်ပါတယ်။ဟော်မုန်းအစာထိုးစေ HRT တောက်ခြင်းက စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့စိုးရိမ်ပူပန်မှုစိတ်ဓာတ်ကျခြင်းတွေကိုရောပွားသက်သာစေခဲ့ပါတယ်။ဒါပေမဲ့ဟော်မုန်းအစာထိုးစေကြောင့်နားထဲမှာအသံမြည်ခြင်းတင်းနတက်စ်နဲ့အဆဲအမြည်တွေကန့်ခဲတာတွေ ဖြစ်လာတယ်။သူမရဲ့ပခုံးလုံးမရအောင် တောင်းတင်းနေခဲ့ပါတယ် frozen shoulder ဆရာဝန်ကဆေးကြောင်သူမရဲ့ခန္ဓာကိုယ်မအီမသာဖြစ်နေတယ်လို့ဆုံးဖြတ်ပြီးလေးဘက်အကြာမှာဆေးဖြတ်ဖို့အကြံပေးခဲ့ပါတယ်သူမလူကောင်းပဂရီ အခြေအနေကိုပြန်ရဖို့9နှစ်ကြာခဲ့ပါတယ်ကြာမင်းရဲ့လုံငန်းစဉ်တစ်ခုဖြစ်ပေမဲ့နောက်ဆုံးမှာသူ့ကိုယ်သူ ပြန်လဲယုံကြည်မှုရလာခဲ့ပါတယ်ယောဂရှာဖွေတွေ့ရှိခဲ့ပြီး အောင်မြင်စွာဆေးကုသမှုရရှိခဲ့တာကြောင့် အလုထွက်ခဲ့တာကို နောင်တမရခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒါကသူမကိုပြန်လဲအကဲဖြတ်ဖို့အခွင့်အရေးပေးခဲ့တယ်လို့လည်းထင်မှတ်မိပါတယ်။တခြားအမျိုးသမီးများကို သူမရဲ့အတွေ့အကြုံမျိုးရှောင်ရှားနိုင်ဖို့ကူညီပေးနိုင်တဲ့လှုပ်ဆောင်ချက်တစုံတစ်ခုကိုစိတ်အားထက်သန်ခဲ့ပါတယ်။ဒါကြောင့်ချက်ချင်းဆိုသလိုသတင်းအချက်အလက်များကို စုဆောင်းပြီးပြန်လဲလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအထက်မှာ တစိတပိုင်းအနေနဲ့2014ခုနှစ်မှာ Women of a Sudden Stage Company ကိုတည်ထောင်ခဲ့ပါတယ်။ယနေ့မှာတော့အလုံရှင်များစွာနဲ့ပူးပေါင်းပြီးကဘာလုံးဆိုင်ရာလေ့ကျင့်ရေးနဲ့အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။သင်တန်းများပို့ချခြင်းအ धिक မှတ်ချက်ဆွေးနွေးပွဲများမူဝါဒဆိုင်ရာလမ်းညွှန်မှုတွေပေးခြင်းအပြင်အမျိုးသမီးများမေးရသွေးဆုံခြင်းအကြောင်းကိုကျွမ်းကျင်ပြီးထောက်ပံ့ပေးနိုင်အောင် သူမအကူအညီပေးခဲ့ပါတယ်။ ဆယ်လင်းနှစ်အကြာမှာတော့သူ့ရဲ့ဘဝဟောင်းနေနိုင်ရှင်ကြည့်ရင်အလုံးမင်းကွာခြားတာကို တွေ့ရပါတယ်။မိရသွေးဆုံးခြင်းအကြောင်းကို အသိပညာပေးဖို့အတွက်သူ့ရဲ့ရုံခန်းလေးထဲမှာလူအများနဲ့စကားပြောဆိုနေခြင်းကိုပျော်မွေ့ပါတယ်။ယခုနှစ်နောက်ပိုင်းမှာဩစတြေးလျနိုင်ငံ Sydney Opera House မှာစကားပြောဆိုခွင့်ရရှိခဲ့ပါတယ်။ မနေ့တိုင်းအိယာထားတဲ့အခါကဘာကြီးနဲ့ထီထွေးဆက်ဆံနိုင်တဲ့ရည်ရွယ်ချက်အစစ်အမှန်တခုရနေတယ်လို့ဆိုပါတယ်။သူမကအလို့ရှင်များကိုဝန်ထမ်းတဦးရဲ့တက်တန်းတစ်လျှောက်မှာမေးရသွေးဆုံးခြင်းအကြောင်းကို အမြဲတမ်းပြောဆိုဆွေးနွေးသင့်တယ်လို့သတင်းစကားပါလိုက်ပါတယ်။လုပ်ငန်းတွေမှာမေးရသွေးဆုံးခြင်းနဲ့ပတ်သက်ပြီးပြက်ကွက်မှုများကိုမှတ်တမ်းတင်သင့်ပြီးအထောက်အပံ့တောင်းခံမှုတွေကိုလက်ခံသင့်ပါတယ်။ မန်နေဂျာများကလည်းမိရသွေးဆုံခြင်းနဲ့ပတ်သက်တဲ့လက္ခဏာများကိုသတိပြုမိဖို့စာနာစိတ်အပြည့်နဲ့တုံ့ပြန်နိုင်ဖို့နဲ့အားပေးကူညီတဲ့စကားပြောဆိုမှုတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေပေးသင့်ပါတယ်။လူ့ဖို့ကံပေးအားလုံးကိုလည်းမိရသွေးဆုံခြင်းရဲ့အခြေခံအချက်အလက်များအကြောင်းသင်ကြားပေးသင့်ပါတယ်။တစ်ချိန်တွင်းကသူခံစားခဲ့ရသလိုမတိကျမရေရာဖြစ်ပြီး စိုးရိမ်ပူပန်ကအထီးကျန်တယ်လို့ခံစားနေရတဲ့အမျိုးသမီးတွေအတွက်သူပြောလိုတာကတော့သင်တယောက်တည်းမဟုတ်ပါ2030ခုနှစ်မှာမီးရသွေးဆုံးဝေဒနာခံစားနေရတဲ့အမျိုးသမီးပေါင်း1.2ဘီလီယံရှိလာလိမ့်မယ်လို့ဆိုပါတယ်သင်စိတ်မပြတ်ပါနဲ့သင်ခံစားနေရသော အရာများဟာအစ်စ်အမှန်ဖြစ်ပြီးစီမံခန့်ခွဲနိုင်သောပံ့ပိုးမှုလည်းရှိနေပါတယ်အခုညီတောင်းခံပါ မေကွန်းတွေဆက်လက်မေးပါပြီးတော့လှစ်လီမရှိပါနဲ့သင်ရဲ့ကျမ်းမာရေးနဲ့သင်ရဲ့အလုပ်ကိုင်းကိုကာကွယ်ထိုက်ပါတယ်သင်ဟာသင်ရဲ့မယုံနိုင်လောက်เสียကောင်းတဲ့လူကြီးဘဝတဝက်လောက်ပဲဖြတ်သန်းရပါသေးတယ်လို့သူမပြောဆိုလိုက်ပါတယ်မိရဲ့သွေးဆုံးဝေဒနာခံစားနေရတဲ့အမျိုးသမီးများ ကျွမ်းကျင်တဲ့ဆေးပညာရှင်များနဲ့တိုင်ပင်ဆွေးနွေးအဖြစ်ရှာနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်